အစ္စရေးကိုတိုက်ခိုက်ရမှာ hypersonic ဒုံးကျည်တွေကိုပါအသုံးပြုခဲ့တယ်လို့အီရန်ကထုတ်ပြန်ခဲ့ပါတယ်။အစ္စရေးကဆက်လက်လှုပ်ဆောင်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတုံ့ပြန်ဖို့အတွက်ဂျော်လာ၁၈ရက်မနက်ပိုင်းမှာဒုံးကျည်တွေနဲ့ပြတ်ခတ်ခဲ့ပြီး hypersonic ဒုံးကျည်တွေကိုပါထုတ်သုံးခဲ့တယ်လို့အီရန်ရဲ့အကြီးဆုံးလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့တော်လန်ရေးအစောက်တပ် IRGC ကပြောပါတယ်။အစ္စရေးရဲ့မဟာမိတ်ဖြစ်တဲ့ American သမ္မတဒေါ်နယ်ထရန့်ကအီရန်အနေနဲ့ချင်းချက်မရှိအရှုံးပေးသင့်ပြီလို့ချင်းချောက်သတိပေးခဲ့ပြီးနောက်တနေ့မှာပဲ IRGC က hypersonic ဒုံးကျည်တွေကိုထုတ်သုံးကြောင်းကြေညာခဲ့တာပါ။ဂျွန်လာ၁၈ရက်မနက်ပိုင်းတုန်းကအစ္စရေးတိုက်လေယာဉ်တွေဟာအီရန်ရဲ့မြို့တော်တီဟီယာမှာရှိတဲ့စစ်လက်နက်ပစ္စည်းစက်ရုံတွေကိုပြတ်မှတ်ထားဗုံးကျဲခဲ့တယ်လို့ဆိုပါရတယ်။အဲဒီနောက် IRGC ကအီရန်ရဲ့ Fardar 1အမျိုးအစား hypersonic ဒုံးကျည်တွေနဲ့အစ္စရေးကိုလက်တော့ပြန်ပစ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ခဲ့တာပါ။အစ္စရေးကို၁၇ဒုံးမြောက်အဖြစ်ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့တဲ့စစ်စင်ရင်မှာ Fardar 1 hypersonic ဒုံးကျည်တွေကိုအသုံးပြုခဲ့တယ်ဆိုတာ ဂုံယူစွာကျင်းညာလိုကြောင်း IRGC ကဆိုပါတယ်။ Hypersonic ဆိုတာဟာအတန်ထက်အနည်းဆုံး၅ဆပုံမြန်တဲ့နှုံးကိုဆိုလိုတာပါ။အဲ့ဒီဒုံးကြီးတွေဟာအရင်မြန်နှုံးမြင့်မြတ်ပြန်တန်းလေးရှိတာကြောင့် theory အရဆိုရင်လက်ရှိကမ္ဘာပေါ်မှာအသုံးပြုနေတဲ့လေကြောင်းကာကွယ်ရေးဒုံးခွင်တော့အများစုဟာ Hypersonic ဒုံးကြီးတွေကိုပြစ်ချဖို့အရင်ခက်ခဲပါတယ်။ပြီးတော့ Hypersonic ဒုံးကြီးတွေဟာမြန်မြန်ဆန်ဆန်လမ်းကြောင်းပြောင်းလဲရှောင်သိမ်းနိုင်တဲ့အစွမ်းမျိုးလေးရှိတာကြောင့်ဈာဖြတ်ပြစ်ချဖို့ပိုခက်ခဲပါတယ်။ အမေရိကန်တရုတ်ရုရှားတို့လိုကမ္ဘာစစ်အင်အားကြီးနိုင်ငံတွေမှာ hypersonic ဒုံးကျည်တွေပိုင်ဆိုင်ရေးအတွက် အပြိုင်အဆိုင်စ조사သုတေသနပြုစ조사နေကြပြီးအီရန်ကအတန်ထက်73ဇာကနေ15ဇာထိပုံမြန်တဲ့ fordown 1ဒုံးကျည်တွေကိုထုတ်လုပ်နေပြီလို့2020မှာကြေညာခဲ့ပါတယ်။နောက်တစ်နှစ်အကြောင်းမှာတော့ဤပညာပိုင်းပိုအဆင့်မြင့်နေဆိုတဲ့ fordown 2ဒုံးကျည်တွေကိုမိတ်ဆက်ခဲ့ပါတယ်။အဲ့ဒီဒုံးကျည်တွေရဲ့စွမ်းရည်တွေဟာအီရန်ရည်ရွယ်ထားသလောက်တကယ်ပဲထိုက်မြတ်သလားဆိုတာကိုမသိရသေးပဲ။ အခုဒီချိန်ကျမှလက်တွေ့စစ်ပွဲမှာပထမဆုံးအကြိမ်ထုတ်သုံးလာတာဖြစ်ပါတယ်6ရက်ကြာမြင့်လာပြီဖြစ်တဲ့ Iran Israel စစ်ရဲ့ပြည်ပကအတွင်း Israel ရဲ့တိုက်ခိုက်မှုတွေကြောင့် Iran ရဲ့စစ်ဘက်နဲ့နျူကလ িয়ার နည်းပညာဆိုင်ရာအဆောက်အအုံအများအပြားထိခိုက်ပျက်စီးပြီးအကြီးအကျယ်အထိနာနေပါတယ်အလားတူပဲ Iran ရဲ့ဒုံးကျည်နဲ့ drone တွေ online ကျင်းလိုက်ပစ်လွှတ်မှုတွေကြောင့်ကမ္ဘာအကောင်ဆုံးလို့တင်စားခံရတဲ့ Israel လေကြောင်းကာကွယ်ရေးစနစ်တွေပါမနိုင်ဝန်ထမ်းနေရပြီး Iran ဒုံးကျည်တွေက Israel မြို့တွေမှာကြားရောက်ပေါက်ကွဲနေပါတယ်ရှင်